အောင်လန်းအဆိုင်ရဲ့ထုတ်ပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။အောင်လန်းအဆိုင်ရဲ့ထုတ်ပွဲရက်ကတော့ပြည်သက်တွေနော်ပြည်သက်တချို့ထင်မှတ်မထားတဲ့ရက်မှာဖြစ်သွားတာဖြစ်တဲ့အတွက် ဒါတနိုင်ကလုံးကပြည်သက်တွေကိုလေအွန်လိုင်းအဆန့်ကအထူးတလေပြန်လေရှင်းပြခဲ့ရတယ်လို့ကျွန်ကျွန်တော်အနေနဲ့လေဒီဗီဒီယိုမှာဒါတချို့တော့မသိသေးတဲ့ပြည်သက်တွေကိုပြန်လေပြီးတော့ပြောပြချင်နေပါလိ။အွန်လိုင်းအဆန့်ကတော့မနည်းကပဲဒါကျွန်တော်ရဲ့အဖေရဲ့တဲ့အချစ်ဆုံးတငယ်ချင်းရင်းနဲ့ဘန်ကောက်မြို့ကိုဒါပွဲထုတ်ဖို့အတွက်ရောက်ရှိနေပါပြီတဲ့ဗျာ။ဒါပြီးတဲ့ခါကျတော့မြန်မာပြည်ကကြည့်ရှုမဲ့သူတွေအတွက်အထူးသတိပေးချင်တာကတော့ရဲ့ကျွန်တော်ပွဲက အော်တိုဘာလာလီးရင်းနေ့စနေနေ့ မနေ့ပိုင်းမှာထိုးมาဖြစ်ပါတဲ့ဗျာအခုပိုစတာမှာကဘာဖြစ်လို့လဲဆိုတော့ဒါအော်တိုဘာလ3ရက်နေ့မှာရေးထားရပြအော်တိုဘာလ3ရက်နေ့ဒါည10:00နာရီမှာလို့ရေးထားဖြစ်တယ် ဆိုတော့ဘာကြောင့်လဲဆိုတော့အဲ့ဒါကအမေရိကန်နိုင်ငံရဲ့အခြေမာရဲ့ဗျာအမေရိကန်နဲ့မြန်မာနိုင်ငံကြားတော့ဒါဆန်းစနိုင်လောက်ကိုကွာခြားတဲ့ခါကျတော့မနေ့နဲ့ညအဲ့လိုဖြစ်နေတာဆိုတော့မနေ့အစိုးရနော်ဂရနိုင်းရှင်းနိုင်မှာကျွန်တော်အနေနဲ့အာအွန်လိုင်းအဆိုင်ရဲ့ဒါထူးပွဲကြီးကိုကြည့်ရမှာဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီပွဲက1 Friday 5မဟုတ်ပေါ့ဗျာနော်ကျွန်တော်လေးရင်းနေမှာဆိုတော့စနေနေ့မှာဖြစ်သွားမယ်1 Friday ဖြစ်တယ်နော်1 Friday ပြိုင်ပွဲကြီးဖြစ်တယ်အဲ့ဒီမှာအွန်လိုင်းအဆိုင်ကထိုးတက်ရမှာဖြစ်တယ်နော်ကျွန်တော်အကောင်းဆုံး ဒီဘွဲ့တွားစူးစမ်းသွားမယ်မဖြစ်ဖြစ်အောင် online ယူသွားမယ်ဆိုပြီးတော့ online အဆန်းကပြောသွားခဲ့တာဖြစ်တယ်။မကြခင်မှာဒါဒီမြန်မာနိုင်ငံကဘန်ကောက်မြို့မှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံကပြည်သက်တွေအနေနဲ့လဲ fan meeting လုပ်သွားဖို့ရှိကြောင်း online အဆန်းကအသိပေးသွားတယ်ပေါ့နော်။ online အဆန်းကတော့အလုံးလေးခုလောက်ဆိုရင်တီးပြီးသွားကြပြီ။သူရဲ့တငယ်ချင်းလိုပဲပြောရမလားပေါ့လေ။သူနဲ့အရန်ကိုမှခင်တဲ့သူနဲ့ထိုးသက်ရမှာပဲဖြစ်ပါတယ်နော်။ ူနှစ်ထိုးရမယ်ခရစ်စတန်ဟာဆိုရင်လည်းပဲအွန်လိုင်းအန်စန်ချက်ကို9နှစ်လောက်ငဲတယ်ဗျာပြီးတဲ့ခါကျတော့ဒါအွေကောင်းသေးလို့ပြောလို့ရတယ်ပေါ့နော်35 36ဆိုတော့အွေကောင်းသေးတယ်ပြီးတော့ဝက်တာဝေးတန်ချန်ပီယံဖြစ်ခဲ့တဲ့သူနော်တော်တော်လေးကိုသူကဆွေရီနိုင်ငံသားအွန်လိုင်းအန်စန်နဲ့လေးမြန်မာလေ့ကျင့်ခဲ့မှုတွေအခုအွန်လိုင်းအန်စန်က ဘယ်လိုပြောရမလဲဒီဘွဲ့အတွက်များစွာပြင်ဆင်ထားတယ်ကျွန်တော်ပြည်သက်တွေစိုးရိမ်နေတာကကြတော့ဒါတက်လုံပိုင်းပေါ့လေဒါအသက်ရွေးကလည်းအသက်40ကျော်လာပြီဆိုတော့ကျွန်တော်ပြည်သက်တွေစိုးရိမ်နေဒါမဲ့ကျွန်တော်ပြည်သက်တွေတွေးထားကြတဲ့အတိုင်းပါပဲဒီဘွဲ့က90ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်အောင်လာအတွက်အားပေးမယ်နော်90ဖြစ်စေရှုံးသည်ဖြစ်စေဒါတွေကအရေးမကြီးတဲ့ဘွဲ့ဖြစ်တယ်ကျွန်တော်အောင်လာအန်ဆန်ကိုဝေါ်ချန်ပီယံရှစ်စင်းမြင့်ထက်မှာနောက်ဆုံးမြင်ရမယ့်ဘွဲ့ဖြစ်တယ်ကျွန်တော်မြန်မာပြည်သက်တွေအောင်လာအန်ဆန်ကိုနော်ဒါ တကွင်းလုံးပြည့်အောင်အားပြရမယ့်ပွဲဖြစ်တယ်နော်။အွန်လိုင်းဆန်နေလေးပွဲမထူးခင်မှာတွေးကြမယ်ဆိုတော့ဘယ်လောက်ပြောစရာကောင်းမလဲနော်။စဉ်းစားကြည့်ကြတော့နော်။ဆိုတော့ဒီပွဲကဒါအော်တိုဘာလလေးနေမနေ့ပိုင်းမှာခြေရမှာဖြစ်တယ်။ပြည်သက်တွေစောစောထားကြပါအွန်လိုင်းဆန်နေတွေးကြပါနော်။မကြာခင်မှာမြင်ရတော့မှာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့အယောင်ပါရင်ခုန်နေပါပြီနော်။